ဒီမနေ့ညအချင်းပါအင်ဒိုနီးရှားနိုင်ငံမှာကျင်းပသွားတဲ့ Miss Culture International 2025ပြိုင်ပွဲမှာမြန်မာအလှမဲ့ဝင်းရွှေရောင်အနေနဲ့ပေါ့နော် Top Runner Up အဆင့်ကိုသူရခဲ့တာဖြစ်တယ်။ဆိုတော့ဒီဝင်းရွှေရောင်ကတကယ်တကယ်ဆိုလို့ရှိရင်သူကအသက်16နှစ်ပဲရှိသေးတယ်။ဒါဒီထဲမှာကြီးတဲ့သူတွေဆိုလို့ရှိရင်အသက်16နှစ်မှာတော့ကိုယ်ကြီးဘာလုပ်နေလဲဆိုတာကိုကြည့်ကြည့်ပေါ့နော်။ဒီပြန်တွေးကြည့်ကြပေါ့နော်။ဆိုတော့အသက်16နှစ်ပဲရှိသေးတယ်။ပြီးရင်နောက်တစ်ခုကသူကအရန်ချက်တက်ကြောက်တက်တဲ့ခေါင်းမလေးပဲ။အင်း ဒီဇုံးမီတင်တဲ့ဒီ training ကလာတစ်ချောင်းလုံးပါလေ तू အဲ तू ရဲ့မျက်နှာလေးကိုဒီလိုမျိုးပဲတဝက်စီပဲဒီလိုမျိုးပြပြီးတော့အထီကို तू ကရှက်တာအဲ့လိုမျိုးအာနှစ်ခါလောက်ပဲ full face ကိုပြတယ်အဲ့ဒါတော့မနေတောင်းဆိုလို့ तू ကပြတာဆိုတော့အဲ့လိုရှက်တဲ့ကြောက်တတ်တဲ့ကောင်မလေးကရှက်တတ်တဲ့ကောင်မလေးကပေါ့နော်အခုဒီ the runner up ဒီပွဲပြိုင်ပွဲမှာရတဲ့တချောင်တကယ်ကိုအရန်ကောင်ယူမိတယ်ဆိုတော့သူ့ကိုမေးတဲ့မေးခွန်းကိုပြပြကြည့်မယ်ဘာသာပြန်ပေးမယ်ပေါ့နော်အဲ့ဒါကဒီမေးခွန်းကမှလဲဆိုတော့ဒီပြိုင်ပွဲမှာတဲ့ မတူညီတဲ့ဒီအာရိုးရာရင်ကျင်းမှုတွေကိုတွေ့ရတဲ့အခါဘယ်လိုမျိုးခံစားရလဲဆိုပြီးမေးတယ်ဆိုတော့သူ့ရဲ့ဖီးကဘယ်လိုလဲဆိုတော့ကျမဒီပြိုင်ပွဲကိုဝင်ပြိုင်တဲ့အချိန်မှာပေါ့နော်မြမရိုးရာရင်ကျင်းမှုတွေကိုကဘာကိုပြသချင်လို့ဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဒီရောက်လာပြီးတဲ့နောက်ပိုင်းမှာဒီဒီကအရန်လှပတဲ့ကောင်မလေးတွေ main ကလေးတွေအများကြီးနဲ့ဆုံတွေ့ခွင့်ရခဲ့ပြီးတော့သူတို့ရဲ့ရိုးရာရင်ကျင်းမှုတွေကိုလည်းလစ်လာတင်ယူခွင့်ရခဲ့ပါတယ်တဲ့ ဒီလိုမျိုးယဉ်ကျေးမှုဒီမတူညီတဲ့ဒီယဉ်ကျေးမှုတွေရောဂါ delay တွေကပဲကျမတို့ရဲ့ကဘာကြီးကိုပုံမလှပအောင်လှုပ်ဆောင်နေတဲ့အရာဖြစ်တယ်လို့သင်ယူခဲ့ရပါတယ်တဲ့ဒီလိုမျိုးအစ်စ်အစ်စ်တို့ယဉ်ကျေးမှုတွေကိုသိရှိလာတာသိရှိလာရတာလည်းကျမတို့အတွက်ဘ ഹു တုရတွေအများကြီးဒီရရှိခဲ့ပါတယ်ကျေးဇူးတင်ပါတယ်ဆိုပြီးတော့လိုရင်းတူရှင်နဲ့ဖြည့်သွားတယ်